ကျွန်မဒီနေ့ပြောပြသွားမှာကတော့ဇိုရီရဲ့စာညီတွေကတခုဖြစ်တဲ့ဗာဂိုရဲ့အကြောင်းပဲဖြစ်ပါတယ်။အော်ဂုတ်23ရက်နေ့ကနေပြီးတော့စက်တင်ဘာ22မိုးရဲ့သူတွေကိုဗာဂိုဆိုင်ဖြစ်သတ်မှတ်လေးရှိကြပါတယ်။ဗာဂိုဆိုင်ညီရဲ့စိတ်ညစ်စိတ်သဘောထားနဲ့လက္ခဏာတွေကိုဒီနေ့ပြောပြသွားမှာပဲဖြစ်ပါတယ်။ဗာဂိုအများစုကပေါ့နော်နည်းနည်းအာအတကြီးရဲ့ထဲမှာပါတယ်လို့တော့ပြောလို့ရရပါတော့ဒါကတော့မကောင်းတဲ့အမြင်ဘက်ကပြောတာမျိုးမဟုတ်ဘဲနဲ့အာဘာကိုအများစုကကိုကိုကိုအရန်ချစ်တဲ့အဲ့လိုမျိုး ပုံစံမျိုးရှိရဲပေါ့နော်ကိုကုတ်ကိုအရန်ချစ်ကြရဲကိုကုတ်ကိုအောင်မြင်မှုကိုလိုလားရဲကိုရဲ့အနာဂတ်ကိုကိုအလေးထားရရင်မှာပါကြရဲပေါ့နော်အဗာဂိုလို့ပြောလိုက်ပြီဆိုတာနဲ့အရင်ဆုံးပြင်းမြင်တာကဘာလဲဆိုလို့ရှိရင်အစီးပွားရေးလုပ်ငန်းတွေမှာလို့အရန်အောင်မြင်နေတဲ့လူတွေဖွဲ့စည်းရေးမှာခေါင်းဆောင်နေတဲ့လူတွေကိုအပြင်းမြင်နေပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုမျိုးလူအများစုကဗာဂိုဆိုင်းနေညားကြရဲပေါ့နော်သူကအဲ့လိုစီးပွားရေးပိုင်းမှာဆိုလို့ရှိရင်အရန်စ조사ရဲ့ထဲမှာပါတယ်အဆုံးဖြတ်ချက်တွေကလည်းအရန်ပြတ်သားရဲ့ထဲမှာပါတယ်ပေါ့နော်ဒါကတော့သူတို့ရဲ့စိတ်နေစိတ် report ထားလေးပေါ့နော်အလူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင် Fago အများစုကဘယ်သူမှမဆိုအဆင်ပြေအောင်နေတဲ့နေရာမှာပါတယ်ပေါ့နော်အဲဒါကြောင့်လည်းတို့ leadership တွေဘိုင်းမှာတို့စီးပွားရေးအလုပ်ငန်းရှင်ကြီးတွေဖြစ်တို့အဲ့လိုမျိုးအရင်ဆုံးပြင်းမြင်မိရပေါ့နော်ဘာလို့လဲဆိုတော့တို့လူမှုဆက်ဆံရေးဘိုင်းမှာအရန်ကောင်းတယ် fluorine ဖြစ်တယ်လို့ပြောလို့ရရပေါ့နော်အမ် blue နဲ့မဆိုအဆင်ပြေအောင်ပေါင်းနိုင်တယ်အဲ့လိုမျိုးအစိတ်နေသဘောထားကောင်းနေထဲမှာတော့ပါတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကိုကိုကိုချစ်တဲ့အချစ်တွေကိုကိုကိုချစ်တဲ့အချစ်ကတော့ပိုကြီးရလို့ပြောလို့ရတယ်အတတ်နည်းနည်းကြီးရထဲမှာပါတယ်ပေါ့နော် vago sign တွေကအာပြီးတော့ vago sign တွေရဲ့အချစ်ရေးကိုပြောရမယ်ဆိုလို့ရှိရင် vago အများစုကအချစ်ရေးမှာတိတ်ပြီးတော့အာအုံနောက်တုံးတာများတယ်လို့ပြောလို့ရတယ်နှလုံးသားရေးရပိုင်းမှာနှလုံးသားနဲ့အုံနောက်နှစ်ခုရှင်ပြီးတုံးရမယ်ဆိုလို့ရှိရင် vago အများစုကအုံနောက်တုံးတာများတယ်လို့ပြောလို့ရ ာနဲ့ဘာလို့လဲဆိုတော့အဲသူတို့ကအချက်ရေးမှာ အရင်အစီအရမထားဘူးအဲ့အခြေအေးကိုအရင်အချိန်မပေးဘူးပေါ့နော်တို့လောက်ရမယ့်အလုပ်တို့ဆုံးဖြတ်ရမယ့်ဟာတွေတို့ရှေ့ဆက်ရမယ့်အနာဂတ်တို့ကိုပဲတို့ကစိတ်ပူကြရတယ်။အဲ့ဒီအတွက်ကိုပဲတို့အားထုတ်ကြရပေါ့နော်အအချက်နဲ့ပတ်သက်ပြီးတိတ်ပြီးတော့ effort ထုတ်ရတဲ့အမှမပါဘူးလို့တော့ထင်နေပေါ့နော်ဒါကတော့ရေဘွက်အားဖြစ်ပြောရတာပဲဖြစ်ပါတယ်အအတိအကျရေတော့မဟုတ်ပြင်မဲ့တို့ရဲ့စိတ်ညစ်စိတ်ဘောထားလေးတွေနဲ့လက္ခဏာလေးတွေကိုပြပြွားရတာပေါ့နော်တကယ်လို့ကျွန်မခုလိုမျိုးပြပြွားရတဲ့ video လေးတွေကိုသဘောကျတယ်ဒီလိုဆိုရိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့နားထောင်ကြည့်နေဆိုလို့ ှင်ကျမတို့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်